နိုဝင်ဘာလ17ရက်နေ့မှာလည်းကမ္ဘာရွှေကတော့ဈေးအတက်ဖက်ကိုအားတာနေစေပဲဖြစ်ပါတယ်။ကမ္ဘာရွှေဈေးကဒီနေ့4115ဈေးတန်းမှာဈေးစာဖွင့်နေပြီးတော့မှအမြင့်ဆုံးအနေနဲ့4184အထိလက်ရှိအမြင့်ဆုံးတက်ထားပြီးတော့မှ4114ဈေးတန်းအထိလက်ရှိအနေဆုံးဆင်းထားတာကိုတွေ့ရတယ်ဆိုတော့ကမ္ဘာရွှေဈေးကအဖွင့်တဲ့အချိန်ကနေပြီးတော့မှလက်ရှိအချိန်အထိ34ပြည့်ဝန်းကျင်ခန့်ကိုဒါအလောက်ခန့်ဖြစ်ထားတာပဲဖြစ်တယ်။ ။လက်ရှိမှာလည်းကမ္ဘာရွှေဈေးက4130စီတန်းကိုရောက်နေတာပဲဖြစ်တယ်။ဆိုတော့အတက်အားကောင်းနေတဲ့အနေအထားမှာကျွန်တော်တို့ဘယ်နေရာတွေမှာဝယ်သင့်ရောင်းသင့်နေဆိုတာတွေကိုဆက်ပြီးတော့မှကျွန်တော်တို့အတူတုံ့တက်ကြည့်အောင်ပါ။ကျွန်တော် H4 time frame ရတုံ့တက်ရမယ်ဆိုလို့ရှိရင်လည်းလက်ရှိမှာဆိုလို့ရှိရင်တော့ ကျွန်တော်တို့ဒီ4135ဇီရန်ကို resistance ဇီရန်အနေနဲ့ကျွန်တော်ကတော့သတ်မှတ်ခြင်းနဲ့ဘာကြောင့်လဲဆိုတော့ရှေ့မှာလည်း history တွေရှိခဲ့ပြီးသားပေါ့နော်ကျွန်တော်တို့ရှေ့မှာလည်း history တွေရှိခဲ့ပြီးသား4135ဇီရန်အပေါ်ကိုဖောက်မတက်နိုင်ကြဘဲနဲ့ဒါစီးပြန်ကြားခဲ့တဲ့ history တွေရှိတဲ့အတွက်ကြောင့်မလို့ကျွန်တော်ကတော့ဒီနေ့အတွက်4135ဇီရန်ကို resistance ဇီရန်အနေနဲ့ကျွန်တော်ကတော့သတ်မှတ်ခြင်းနဲ့ဆိုတော့ဒီ4135ဇီရန်အပေါ်ကိုဒါဖောက်တက်ပြီးတော့မှပိတ်ခဲ့မယ်ဆိုလို့ရှိရင်တော့ကပ္ပရွှေဈေးကအစ်အတက်အားကောင်းနိုင်ပြီးတော့မှ ကျွန်တော်တို့ဖောက်မတက်နိုင်ခင်ပဲနဲ့ဒါပြန်ကန်ကြခဲ့မယ်ဆိုလို့ရှိရင်လည်းကပ္ပရွှေစည်းကစီအကြအားကောင်းနိုင်တာကိုဒါတွေ့ရတယ်။ဆိုတော့ရေတို့ရောင်းမယ်လို့ရှိရင်လည်းမေဆွေတွေအနေနဲ့ဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီ4135စီတန်းအပေါ်ကို၄နိုင်စားအတိုင်းတရာဖောက်တက်ပြီးတော့မှပိတ်ခဲ့မယ်ဆိုလို့ရှိရင်တော့ဒါမေဆွေတွေနဲ့ရေတို့အဝယ်အော်ဒါလိုက်နိုင်တယ်။ကျွန်တော်တို့ဘယ်နေရာတွေမှာအမြတ်ပိုင်းဖြတ်မလဲဆိုလို့ရှိရင်တော့ ၄၁၃၅ဈေးတန်းကိုဖောက်တက်ခဲ့မယ်ဆိုလို့ရှင်တော့ဒါအဝယ် order လိုက်ပြီးတော့မှဘယ်နေရာတွေမှာအမြတ်ပိုင်းဖြတ်မလဲဆိုလို့ရှင်ရကျွန်တော်၄၁၆၀ဈေးတန်းကျွန်တော်နောက်ပြီးတော့၄၁၈၀85ဈေးတန်းဝင်ကျင်နေမှာမိတ်ဆွေတို့အနေနဲ့ပေးကြတဲ့အမြတ်ကိုပိုင်းဖြတ်ထားနိုင်ပါတယ်ဒီလိုမျိုးမဖြစ်နဲ့ကျွန်တော်တို့၄၁၃၅ဈေးတန်းအပေါ်ကိုဖောက်မတက်နိုင်ခဲ့ပဲနဲ့ဒါပြန်ကန်ကြခဲ့မယ်ဆိုရင်လေမေဆိုရီနေနဲ့ရေတို့အကြောင်း order လိုက်နိုင်တယ်ဘလောက်မှအမြတ်ပိုင်းဖြတ်မလဲဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာ၄100ဈေးတန်းရှိမယ်နောက်ပြီးတော့၄000 85ဇီတန်ဒီဇီတန်ဝန်းကျင်ထဲမှာမိတ်ဆွေတို့အနေနဲ့တည်ကြတဲ့အမျက်ကိုပိုင်းဖြတ်ထားနိုင်ပါတယ်ဒါကြောင့်မလို့ဒီနေ့နိုဝင်ဘာလ17ရက်နေ့အတွက်စောင့်ကြည့်ရမယ့်ဇီတန်ကတော့ကျွန်တော်တို့4135ဇီတန်ကိုစောင့်ကြည့်မယ်ဒီ4135ဇီတန်အပေါ်ကိုဖောက်တက်ခဲ့မယ်ဆိုလို့ရှိရင်တော့ဒါမိတ်ဆွေတို့အနေနဲ့ရေးလို့အဝယ် order လိုက်ပြီးတော့မှ4135ဇီတန်အပေါ်ကိုဖောက်မတက်နိုင်ခဲ့ပေနဲ့ဒါပြန်ကန်ကြခဲ့မယ်ဆိုရင်မိတ်ဆွေတို့အနေနဲ့ဒါအယောင် order တိုင်နိုင်ပါတယ်ဒါကတော့ကျွန်တော်ရဲ့ technical ဘိုင်းအရာ ကမ္ဘာရွှေဈေးသုံးသပ်ချက်တွေပဲဖြစ်ပါတယ်ဆိုတော့ကျွန်တော်ရဲ့ဒီကြည့်နေတဲ့မိတ်ဆွေတို့ထဲမှာကမ္ဘာရွှေလုပ်ငန်းကိုစိတ်ဝင်စားတဲ့မိတ်ဆွေတွေပါတယ်ဆိုရင်အယောင်းဝယ်လုပ်ချင်တဲ့မိတ်ဆွေတွေပါတယ်ဆိုလို့ရှိရင်ကျွန်တော်ရဲ့ Viber Telegram ကနေတစ်ဆင့်အသေးစိတ်ဆက်သွယ်စုံစမ်းနိုင်တယ်။နောက်ပြီးတော့သင်တန်းတက်ပြီးတော့မှလေ့လာချင်တဲ့မိတ်ဆွေတွေအနေနဲ့ကျွန်တော်တို့သင်တန်းလေးကိုနှမျိုးခွဲထားတယ် Zoom class နဲ့ video class ဆိုပြီးတော့မှနှစ်မျိုးခွဲထားတယ်။ Zoom class ကတော့ကျွန်တော်တင်တဲ့ကြီး3သိန်းတက်မှတ်ထားပြီးတော့မှ video class ကတော့ကျွန်တော်တင်တဲ့ကြီး9000ပဲတက်မှတ်ထားပါတယ်။ကျွန်တော် Zoom class တက်ချင်တဲ့မိတ်ဆွေတို့အနေနဲ့ဆိုလို့ရှိရင်လည်းဒါကျွန်တော်နဲ့1 by 1တင်ကြားရမှာဖြစ်တဲ့အတွက်ကြောင့်မလို့ AACC တင်ကျင်တဲ့မိတ်ဆွေတွေအနေနဲ့ Zoom class ကိုရွေးချယ်နိုင်တယ်။တင်နေတဲ့ပြီးတော့မှလေ့လာကျင်တဲ့မိတ်ဆွေတွေအနေနဲ့လည်းကျွန်တော်ရဲ့ Viber Telegram မှာတင်နေလာရောက်ပြီးတော့မှအနှံ့နိုင်ပါတယ်ခင်ဗျာ။